ဘစ္စမီလာဟီရာဟ်မာနီရာဟီမ်အခန်းလေးအမှန်တရားတစ္ဆာတရားကောလ ल्लाह ူတာအာလာယာအိယူဟာလဒီနာအာမနုတ်တကူလ္လာဟဝကူနူမာဆာဒီကီနအလ္လာရှင်မြတ်မိတ်ကြားတော်မူသည့်အိုအီမန်ယုံကြည်သူတို့ အလ္လာဟ်ကိုကြောက်ကြကုန်တစ္ဆာရှိသူများနဲ့အတူ နေထိုင်ကြလေကုန်ဝကောလတာအာလာ والصادقين والصادقات الله ရှင်မြတ်မိကြတော်မူသည်တစ္ဆာရှိသောအမျိုးသားများနှင့်တစ္ဆာရှိသောအမျိုးသမီးများ وقال تعالى فلو صدق الله لكان خيرا لهم الله ရှင်မြတ်မိကြတော်မူသည်အကယ်၍သူတို့သည် Allah အပေါ်တစ္ဆာရှိခဲ့ကြလျင်သူတို့အတွက်ကောင်းခြင်းဖြစ်ခဲ့မည်သာဖြစ်သည် အီဘနူမတ်စူဒ်ရာဒီအလာဟူအန်ဟူထာမအစဉ်ပြန်ကြက်လာရှိသည်တမန်တော်မြတ်ဆလ္လာလာဟ်အလိုင်းဆလမ်မိတ်ကြတော်မူသည် အမှန်တရားသည် ကောင်းမှုဘက်သို့လမ်းညွန်သည်ကောင်းမှုသည်ဂျန္နတ်ဘက်သို့လမ်းညွန်သည်ဒူတူသည် အမှန်ကိုသာ အမြဲပြောဆိုပါကအလ္လာဟ်ထံတော်တွင်ဆဒီကတစ္ဆာရှင်ဟုရေးမှတ်ခြင်းခံရပေသည် လိန်လေခြင်းသည်မကောင်းမှုဘက်သို့လမ်းညွန်သည် မကောင်းမှုသည်ဂျဟန္နမ်ငရဲမီဘက်သို့ လမ်းညွန်သည်လူတို့သည်အမြဲလိန်လဲပြောဆိုပါက အလ္လာဟ်ထံတော်တွင်ကဇဒါဘလူလိန်ဟု ရေးမှတ်ခြင်းခံရလေသည်ဟာဒစ်နံပါတ်55ဟာဆန်ဘင်အလီရတ်တီအလ္လာဟူအန်ဟူကစင်ပြန်ပြောပြခဲ့သည် ကျွန်တော်ဒီတမန်တော်မြတ်ဆလ္လာလာဟ်အလိုင်းဆလမ်ထံမှအီဟာဒစ်တော်ကိုကြက်မှတ်ခဲ့သည်တမန်တော်မြတ်ဆလ္လာလာဟ်အလိုင်းဆလမ်မိကြတော်မူသည့်အတင်သွီဟတန်တရားဖြစ်သောအရာကိုစွန့်လွတ်ပြီး ်ဒွိဟတန်တရားမဖြစ်သောအရာကိုလှုပ်ပါ အမှန်တရားသည်စိတ်နှလုံးအေးချမ်းသည် လိန်လယ်မှုသည်ဒွိဟတန်တရားဖြစ်သည်ဟာဒစ်နံပါတ်56အဘူဆူဖီယန်ဆခရ်ဘင်ဟရဘ်ရာဒီအလာဟူအန်ဟူသမဆင်ပြန်ချက်လာရှိသည်ဟီရက်လ်ဘယင်ဤအကြောင်းအရာကိုတင်ပြသည်ရှေလျားသောဟာဒစ်တော်တွင်သူကပြောပြသည် ဟီရက်လ်ဘယင်က မေးမြန်းသည် ထိုတမန်တော်သည်အသင်တို့ကိုမြည်သည့်အရာများထိုင်းစေပါသည်။ကျွန်တော်ကရှောက်တင်ခဲ့သည်တမန်တော်မြတ်ဆလ္လာလာဟူအလัยဟိဝဆလမ်သည် ကျွန်ုပ်တို့အားအလ္လာဟ်တပါးရဲ့ကိုသာကိုးကွယ်ကြရန် အခြားမြည်သည့်အရာကိုမျှအလ္လာဟ်နှင့်ရှိရ်မလုပ်ရန်ကျွန်ုပ်တို့၏ဘိုးဘေးများပြောဆိုခဲ့သည်များကိုစွန့်လွတ်ကြရန်ဆလတ်စောင့်တည်ကြရန်မှန်ရာကိုသာ ပြောဆိုရန်ကာအိန္ဒြေထိမ့်သိမ့်ကြရန် ဆွေမျိုးများကို ကြည့်ရှုစောင့်ရှောက်ကြရန်ခိုင်းစေခဲ့ပါသည်။ဟာဒစ်နံပါတ်59ဘဒရီဆဟာဘာဂျီတူဖြစ်သောဆဟယ်ဘင်ဟူနိုင်ဖ်ရဒီအလ္လာဟူအန်ဟူထာမဆင့်ပြောင်းချက်လာရှိသည်တမန်တော်မြတ်ဆလ္လာလဟူအလိုင်းစလမ်မိတ်ကြတော်မူသည်မြည်သူမဆိုရှဟာဒတ် အလာလန်းတွင်အသက်စွန့်ခြင်းကို စိတ်ထားမှန်ကန်စွာတောင်းခံခဲ့ပါက အလာရှင်မြတ်သည်ထိုသူ အိယာပေါ်တွင်တည်ဆုံးခဲ့လျင်လေရှိဟီဒီများ၏အဆင့်အတန်းသို့ ပို့ပေးတော်မူပေသည်ဟာဒစ်နံပါတ်58 အဘူဟူရာရာဒီအလ္လာဟ်အန်ဟူထာမဆင်ပြန့်ချက်လာရှိသည်တမန်တော်မြတ်ဆလ္လာလာလိဟ်အစ္စလမ်မိတ်ကြားတော်မူသည်နဗီတမန်တော်တစ်ပါးသည်စစ်တိုက်ရန်ယူရဲခဲ့သောအခါမိမိ၏မျိုးနွယ်ဝင်များအားမိတ်မာတော်မူသည် အမျိုးသားတဦးသည် အမျိုးသမီးတဦး၏အရှက်အင်္ဂါကိုပိုင်ဆိုင်ထားသည် အမျိုးသမီးနှင့် နေကာလှုပ်ထားသည်အမျိုးသမီးနှင့်အတူအဲ့ရန်လဲဆန္ဒရှိနေသည် သို့သောယခုတိုင်အတူမအဲ့ရသေးပေ ထိုသို့သောအမျိုးသားသည်ငါနောက်သို့မလိုက်ခဲ့ရ။အိမ်ဆောက်လို့စေအမိုးမမိုးရသေးသောအမျိုးသားသည်ငါနဲ့မလိုက်ခဲ့ရ။ဈီးရှိသောစိတ်များကလအုံများဝယ်ထားပြီးသားပေါ့ရန်ဆောက်ဆိုင်နေသောအမျိုးသားသည်ငါနဲ့မလိုက်ခဲ့ရ။ထို့နောက်တမန်တော်သည်စစ်ပွဲသို့ထွက်ခွာသွားခဲ့သည်။အဆရ်ဆလတ်အချိန်သို့မဟုတ်အဆရ်ဝင်ကန်ဤအချိန်မှထိုးရွာသို့ရောက်ခဲ့သည်ထိုအခါနေအား အသင်သည်အလားအမိတ်တိုင်းနာခံရသူဖြစ်သည်ငါလည်းအလားအမိတ်တိုင်းနာခံရသူဖြစ်သည်အိုအလားကျွန်တော်တို့အတွက် နေမဝင်အောင် တားဆီးပေးတော်မူပါ ဟုဒေါ်အားတောင်းလေသည်စစ်ပွဲအောင်နိုင်သည့်အထိနေမဝင်အောင် တားဆီးခြင်းခံခဲ့ရသည်ထို့နောက်တမန်တော်သည် တုတ်ပန်းပစ္စည်းများကိုစုပုံထားခဲ့သည်မိသည်ရင်းတို့ကိုစားရန်လာသောအခါမိမလောင်ကျွမ်းခဲ့ပြီတမန်တော်ကအသင်တို့ထဲတွင်တုတ်ပန်းပစ္စည်းအလွဲသုံးစားလှူထားမှုရှိနေသည် မျိုးနွယ်တိုင်းမှလူတဦးသည်ငါထံလာ၍တစ္ဆာခံယူရမည်ဟုပြောကြလေသည် ထိုအခါလူတဦး၏လက်သည်တမန်တော်၏လက်နှင့်ပူးကပ်နေလေသည်တမန်တော်ကအသင်မျိုးနွယ်၌အလွဲသုံးစားမှုရှိနေသည် သည့်မျိုးနွယ်ဝင်များသည့်ငါထံတွင်တစ္ဆာခံယူရမည်ဟု မိတ်ကြခဲ့သည် ထို့နောက်လူနှူးသောမဟုတ် လူ၃ဦး၏လက်သည်တမန်တော်၏လက်နှင့်ပူးကပ်သွားခဲ့သည်တမန်တော်ကအသင်တို့အလွဲသုံးစားလှုပ်ထားကြသည်ဟုမိတ်ကြားတော်မူလေသည် ထိုအခါနွားဦးခေါင်းလောက်ရှိသော ရွှေတုံးကိုယူဆောင်လာခဲ့ကြသည်ယင်းရွှေတုံးကိုပါတုပ်ပန်းပစ္စည်းများတွင် တင်ထားလိုက်သောအခါမ ်မိသည်လာ၍စားလေတော်သည် ရှေးရခင်လူမျိုးတိုင်းသည်စစ်သုံးပန်းပစ္စည်းစားသုံးချင်းကို တားမြစ်ပိတ်ပင်ထားခဲ့သည်ထို့နောက်အလ္လာဟ်သည်ကျွန်ုပ်တို့ဤအမတ်သားများဤအင်အားချိနေမှုနှင့်မစွမ်းဆောင်နိုင်မှုတို့ကို မြင်တော်မူ၍တုတ်ပန်းပစ္စည်းကိုဟာလာအဖြစ် ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်သည် ဟာဒီစ်နံပါတ်59ဟကင်းဘင်ဟီဇမ်ရာဒီအလ္လာဟူအန်ဟူထာမအစဉ်ပြန်ချက်လာရှိသည်တမန်တော်မြတ်ဆလ္လာလ္လာဟ်အလိစလမ်မိတ်ကြားတော်မူသည်ရောင်းသူနှင့်ဝဲသူသည်မခွဲခွာသေးမခြင်းရွေးချယ်ပိုင်ခွင့်ရှိပေသည်သူတို့နှစ်ဦးသည်မမှန်ကန်ကန်ပြောဆိုကြမည်အပြစ်အနာစာကိုထုတ်ဖော်ပြသမည်ဆိုလျင်သူတို့၏အယောင်ဝဲတွင်ဘရကတ်မင်္ဂလာရှိပေမည်ကဲ၍ အယောင်ဝယ်တွင် လိန်လေပြောဆိုမည်အပြစ်အနာစာကို ဖုံးကွယ်ထားမည်ဆိုလျင်ဘရကတ်မင်္ဂလာ ရုပ်သိမ်းခြင်းခံရမည်ဘစ်မ illah ir rahman ir rahim အခန်းငါမူရာကဘာအလ္လာရှင်မြတ်ကိုအာယုံပြုခြင်းကာလလာဟူတအာလာ ်အလာရှင်မြတ်မိတ်တော်မူသည်အသင်မတ်တက်ရသောအချိန်နှင့်စကြာတွင် အသင်ဤလှုပ်ရှားမှုများကို အလာမြင်နေတော်မူသည်ဝကာလတအာလဝဟူဝမအကုမ်အိုင်နမာကွန်တွမ်လာရှင်မြတ်မိတ်တော်မူသည် အသင်တို့မြည်သည့်နေရာ၌ပင် ရှိပါစေ ထိုအရှင်သည်အသင်တို့နှင့်အတူရှိတော်မူသည် ဝကာလတအာလာ အလ္လာဟ်ရှင်မြတ်မိတ်တော်မူသည်မိုးကောင်းကင်နှင့်မြေပထဝီတွင်ညီသည့်အရာများအလ္လာဟ်အတွက်ဖုံးကွယ်နေသည်ဟု၍မရှိပေ။အင်းနရဘ်ဘကလဘီလ်မီရဆာဒ်အသင်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်သည်စောက်ကြည့်နေတော်မူလျက် ရှိပေသည်။ဝါကာလာတအာလာယအလမ်ခါ အလာရှင်မြတ်မိတ်တော်မူသည်အရှင်မြတ်သည် မျက်လုံးများ၏အလွဲသုံးစားမှုနှင့်စိတ်နှလုံးများက ဖုံးကွယ်ထားသည်များကိုတည်တော်မူပေသည်ဤခန်းနှင့်ဆက်လျင်း၍ထင်ရှားသောအာရတ်တော်ပေါင်းများစွာရှိသည်ဟာဒီစ်တော်များဟာဒီစ်နံပါတ်60 အိုမာရာဒီအလ္လာဟူအန်ဟူကဆင်ပြန်ပြောပြခဲ့သည်တရက်တွင်တမန်တော်မြတ်ဆလ္လလာဟ်အလိစလမ်ဤထံတော်ပါတွင် ကျွန်တော်တို့ထိုင်နေကြစဉ်အဝိအစာဖြူဖြူဖွဲ့ဖွဲ့စံကေတာနှံ့နှံ့နှင့်လူတအူရောက်တရက်ထွက်ပေါ်လာခဲ့သည်သူပေါ်တွင်ခရီးတဲ့ဤလက္ခဏာလည်းမတွေ့ရကျွန်တော်တို့တဲမှမြည်သူကားများလည်းသူ့ကိုမသိပေသူသည်တမန်တော်မြတ်ဆလ္လလာဟ်အလိစလမ်အနီးတွင်ထိုင်ချလိုက်သည်သူဒူးနှစ်ဖက်ကို ကိုတော့ဒူးနှစ်ဖက်နဲ့ ထိကပ်လိုက်သည်မိမိ၏လက်နှစ်ဖက်ကိုမိမိပေါင်ပေါ်သို့ တင်ထားလိုက်သည်ထို့နောက်တမန်တော်မြတ်ဆလ္လာလောလိစလမ်အာအိုမိုဟာမဒ်အစ္စလမ်နှင့်ပတ်သက်ပြီးကျွန်ုပ်ကိုပြောပြပါဟုဆိုလေသည်တမန်တော်မြတ်ဆလ္လာလောလိစလမ်ကဖြေကြားတော်မူသည်အစ္စလမ်ဟူသည်အလ္လာဟ်ရှင်မြတ်မအပအခြားကိုးကွယ်ထိုက်သူမရှိကြောင်းနှင့်မိုဟာမဒ်ဆလ္လာလောလိစလမ်သည် အလ္လာဟ်တမန်တော်ဖြစ်ကြောင်းတတ်သိခံခြင်း ဆလာတ်သောက်တီချင်းဇကာတ်ပေးဆောင်ချင်းရမဇန်လတွင်ဥပုပ်ဆောက်ချင်းခရီးစရိတ်တက်ဆွမ်းနိုင်ပါက ကာဘာကျောင်းတော်ကိုဟတ်ပြုလုပ်ခြင်းတို့ဖြစ်သည် ထိုသူက အသင်မှန်ပေသည်ဟု ပြောကြသည်သူသူသည် သူ့ဘာသာမေးပြီးသူ့ဘာသာထောက်ခံနေသည့်အတွက်ကျွန်တော်တို့သူ့ကိုအံ့ဩနေခဲ့ကြသည်ထို့နောက်သူကအီမန်နဲ့ပတ်သက်ပြီးကျွန်ုပ်ကိုပြောပြပါဟု မေးမြန်းပြန်သည်တမန်တော်မြတ်ဆလ္လာလ္လာဟ်အစ္စလမ်က ဖြေကြသည်အီမန်ဟူသည် အလ္လာဟ်ရှင်မြတ်ကို ကောင်းကင်တမန်တော်များကိုကျမ်းဂန်များကိုရစူလ်တမန်တော်များကို နောက်ဆုံးနေ့တို့ကိုအီမန်ယုံကြည်ခြင်းအဆိုးနဲ့အကောင်းတက္ကီတမတ်ချက်ကိုယုံကြည်ခြင်းဖြစ်သည် ထိုသူကအသင်မှန်ပေသည်ဟု ပြောကြသည် ထို့နောက်သူကအဟ်ဆန်နဲ့ပတ်သက်ပြီးကျွန်ုပ်ကိုပြောပြပါဟု မေးမြန်းပြန်သည်တမန်တော်မြတ်ဆလ္လာလာဟ်အစ္စလမ်ကဖြေကြားတော်မူသည်အဟ်ဆန်ဟူသည် အလ္လာဟ်ရှင်မြတ်ကိုခါဝေမှုပြုသောအခါအသင်သည် အလ္လာဟ်ရှင်မြတ်ကို မြင်နေသည်ဟုမှတ်ယူခြင်းအကယ်၍အလ္လာဟ်ရှင်မြတ်ကိုအသင်မမြင်တွေ့ရလျင် အလ္လာဟ်ရှင်မြတ်ကအသင်ကိုမြင်နေတော်မူသည်ဟုမှတ်ယူ၍ခါဝေမှုပြုခြင်းဖြစ်သည်ထိုသူကဆက်လက်မေးမြန်းသည်ကြာမတ်နေ့နဲ့ဆက်လင်း၍ကျွန်ုပ်ကိုပြောပြပါ တမန်တော်မြတ်ဆလ္လာလာလိစလမ်ကဖြေချတော်မူသည်အမေခံရသူသည် မေးမြန်းသူလောက်မသိရှိပါ သူကမေးမြန်းသည်ကိယာမတ်ဤနမိတ်လက္ခဏာများကို ကျွန်ုပ်အားပြောပြပါတမန်တော်မြတ်ဆလ္လာလာလိစလမ်မေးချတော်မူသည်ကြေးကြုံမသည်တခင်မကိုမွေးဖွားလိမ့်မည်ဖနက်ဗလာ အဝိဗလာစင်ရဲမွဲတည်နေသောစိတ်ကြောင်းသားများသည်တအူးနှင့်တအူးအပြိုင်ဆိုင်အဆောက်အအုံများ ဆောက်လုံနေကြသည်ကိုတွေ့မြင်ရလိမ့်မည်ထို့နောက်ထိုးသူထွက်ခွာသွားလေသည်ကျွန်တော်ဒီခိတ္တခဏဆက်နေခဲ့သည်ထိုးနောက်တွင်တမန်တော်မြတ်ဆလ္လာလ္လာဟူအလိုင်းဝါဆလမ်က"အိုအိုမာမိမြန်သူမြည်သူနီ" အသင်တိပါသလားဟု မိတ်တော်မူလေသည်ကျွန်တော်ကအလာနှင့်အလာတမန်တော်သာအတိဆုံးပါဟု ပြန်လည်ဖြေကြားခဲ့သည်တမန်တော်မြတ်ဆလ္လာလာဟ်အစ္စလမ်ကမိတ်တော်မူသည် ထိုသူသည်ဂျီဘရီလ်အလိုင်းစလမ်ပင်ဖြစ်သည် အသင်တို့၏သာသနာရေးကိစ္စများကို အသင်တို့အားသင်ကြားပေးရန်ရောက်လာခဲ့ခြင်းဖြစ်ပေသည်ဟာဒီသ်နံပါတ်67အဘူဇာရာဒီအလာဟူအန်ဟူနဲ့ မူအာဇ်ဘင်ဂျဘာရတ်တီအလ္လာဟ်အန်ဟူဒိုထာမဆင့်ပြောင်းချက်လာရှိသည်တမန်တော်မြတ်ဆလ္လာလာဟ်အလ္လာဟ်အလ္လာဟ်မိတ်ကြားတော်မူသည်အတင်းဒီမိသည်နေရာ၌မဆိုရှိနေပါစေအလ္လာဟ်ရှင်မြတ်ကိုကြောက်ပါ မကောင်းမှုတစ်ခုလုံးမိလျင်ကောင်းမှုကို ချက်ချင်းလုပ်ပါ ကောင်းမှုက မကောင်းမှုကိုပယ်ဖြတ်ပေးလိမ့်မည်လူတို့နှင့်ကောင်းမွန်သော စရိတ်တဖြင့်ဆက်ဆံပါဟာဒီသ်နံပါတ်60နှင့် အစ်ဗနူအဘတ်စ်ရာတီယာလာဟူအန်ဟူကအစဉ်ပြန်ပြောပြခဲ့သည်တရက်တွင်ကျွန်တော်သည်တမန်တော်မြတ်ဆလ္လာလာလ္လဟ်အလိုင်းအီနောက်မှစီနင်းလိုက်ပါခဲ့သည်တမန်တော်မြတ်ဆလ္လာလာလ္လဟ်အလိုင်းကဟိုကလေးအသင်အားစကားတော်အချို့ငါကိုယ်တော်တင်ကြပေးမည်အလောင်းရှင်မြတ်အမိတ်တော်များကိုထိမ့်သိမ့်လိုက်နာပါ အသင်ကိုအလောင်းရှင်မြတ်ထိမ့်သိမ့်ဆောက်ရှောက်တော်မူမည်အလောင်းရှင်မြတ်အမိတ်တော်များကိုထိမ့်သိမ့်လိုက်နာပါအသင်ရှေးမောက်တွင် ထိုအရှင်ကိုတွေ့ရလိမ့်မည်။တောင်းခံလျင်အလ္လာဟ်ထာမသာတောင်းခံပါ။အကူညီလိုအပ်လျင် အလ္လာဟ်ထာမသာအကူညီတောင်းခံပါ။မှတ်သားထားပါ။လူများအားလုံးပူးပေါင်းပြီးအသင်ကို ကောင်းကျိုးတစုံတရာပြုရန်ကြိုးစားလျင်လေအသင်အတွက်အလောင်းရှင်မြတ်တတ်မှတ်ထားသောအရာမအပ အခြားတစုံတရာကောင်းကျိုးပြုနိုင်လိမ့်မည်မဟုတ်အကယ်၍လူများအားလုံးပူးပေါင်းပြီးအသင်ကိုစိုးကျိုးတစုံတရာပြုရန်ကြိုးစားလျင်လေအသင်ပေါ်လောင်ရှိမြတ်သတ်မှတ်ထားသောအရာမအပအခြားတစုံတရာကိုမြစိုးကျိုးပြုနိုင်လိမ့်မည်မဟုတ်ကလောင်တန်းများကိုရေးမှတ်ပြီး၍တိမ့်လိုက်ပြီးစရင်စာအုပ်များဤမင်းခြောက်သွားပြီ တေရမီဇီကျမ်းပြင်အခြားအဆင့်ပြန်ချက်များတွင်ဤသို့လာရှိပေသည်အလောရှင်မြတ်အမိတ်တော်များကိုထိမ့်သိမ့်လိုက်နာပါ အသင်ရှိမောက်တွင် ထိုရှင်မြတ်ကိုတွေ့ရလိမ့်မည် အသင်ချောင်းလဲနေချိန်တွင်အလောကိုတိပါအသင်တက်တဲနေချိန်တွင်အလာကလည်းအသင်ကိုတိလိမ့်မည်မှတ်ထားပါ အသင်ထံမှလွဲချော်သွားသောအရာသည် အသင်ထံဘယ်သောအခါမှရောက်လာလိမ့်မည်မဟုတ် အသင်ထံရောက်လာမည့်အရာသည်ဘယ်သောအခါမှ အသင့်ထမလွဲချော်သွားမည်မဟုတ် မှတ်ထားပါအလထမအကူညီသည်ခန္ဒီတရားထားခြင်းနှင့်အတူရှိပေသည်တက်တဲမှုနှင့်အတူချောင်းလဲမှုရှိသည်ခက်ခဲမှုနှင့်အတူလွယ်ကူမှုရှိသည်အနတ် ရာဒီအလ္လာဟ်အန်ဟူကမိတ်သည်အတင်တို့သည်လောက်ရအချို့ကိုပြုလုပ်နေကြသည်ယင်းလောက်ရများသည်အတင်တို့မျက်လုံးများတဲ့တွင်မူဆန်ချီမြင်ထက်ပင်ပိုပါလွာသည် အသေးမွားဟုထင်မှတ်ကြသည်တမန်တော်မြတ်ဆလ္လာလာဟ်အစ္စလမ်ဤခေအခါကကျွန်ုပ်တို့သည် ထိုလောက်ရများကို ပြက်စီဆုံးရှုံးစေသည့်ပြစ်မှုကြီးများအဖြစ်သတ်မှတ်ခဲ့ကြပြီသည် hadith number 64 abu huraira radhiyallahu anhu ထာမဆင့်ပြောင်းချက်လာရှိသည်တမန်တော်မြတ် sallallahu alaihi wasallam ဤကြတော်မူသည် Allah သည်မခံခြင်းစိတ်ဖြစ်ပေါ်တော်မူပေသည် Allah ၏မခံခြင်းစိတ်မှာ Allah တားမြစ်ထားသည့်အရာများကိုလူသားကကျူးလွန်လိုက်ခြင်းပင်ဖြစ်သည် Hadith number 65 အဘူဟူရာရာရတီအလ္လာဟူအန်ဟူထာမဆင်ပြန်ချက်လာရှိသည်တမန်တော်မြတ်ဆလ္လာလာဟ်အလိစ္စလမ်မိတ်တော်မူဒီကိုကျွန်ုပ်ကြားသိခဲ့သည်ဗနီအစ္စရာအီလူမျိုးများတွင်တမင်ဖြူယောဂါဆွဲကပ်နေသူတို့ဦးကောင်းတွင်ပွေဓာတ်ယောဂါဆွဲကပ်ပြီးသပင်မရှိသောထိတ်ပြောင်တို့မျက်မမြင်တို့ ပေါင်း၃ဦးရှိခဲ့သည်အလောင်းရှင်မြတ်သည် သူတို့အားဆန်းသက်ရန်အတွက် သူတို့ထံသို့ကောင်းကင်တမန်တစ်ပါးကိုဆေလွတ်တော်မူခဲ့သည်တို့နှင့်ကောင်းကင်တမန်သည်တမင်ပြူယောဂါဆွဲကပ်နေသူထံသို့သွားခဲ့သည်ထို့နောက်အသင်အဘယ်အရာကိုအနစ်သက်ဆုံးပါသနည်းဟု မေးမြန်းလေသည် သူကလာပသောအသားရောင်လာပသောအရေးပြားနှင့် ကျွန်ုပ်ထာမလူတို့ယုံရှာနေသောအရာများ ပပျောက်သွားခြင်းကိုအလိုရှိပါသည်ဟု ပြောလေသည်တိုခါကောင်းကင်တမန်က သူဤခန္ဓာကိုယ်ကိုလက်ဖြင့်ပုတ်တက်လိုက်လျာ မနစ်မြုပ်ဖွယ်ရာဖြစ်သောတမင်ဖြူယောဂာသည်သူဤကနာကိုပေါ်မှကင်းဝေးပျောက်ကင်းသွားခဲ့သည် သူသည်လပသောအယောင်ဆင်းနှင့်လပသောအသားရေရရှိသွားခဲ့သည် ထို့နောက်ကောင်းကင်တမန်ကသူ့အားမေးသည်အတင်မီသည့်စီးပွားဥစ္စာပစ္စည်းကိုအလိုရှိပါသည်။သူကကလအုပ်ကြီးများကိုအလိုဆန္ဒရှိပါသည်ဟုဖြေကြသည် သို့မဟုတ် နွားမကြီးများကို အလိုဆန္ဒရှိပါသည်ဟုဖြေကြားခဲ့သည်ဆင့်ပြန်သူ အစ္စဟတ်အစ်ဗနူအဗ်ဒူလာကတန်တရာဖြစ်သွားခဲ့ခြင်းဖြစ်သည်ဒိုကာသူသည်ဇီးရှိသောကလအုံမများကိုပေးခြင်းခံခဲ့ရသည် ကောင်းကင်တမန်ကယင်းအဥ္စာပစ္စည်းများတွင် အသင့်အတွက်တိုးပွားမှုမင်္ဂလာဖြစ်ပါစေဟုစွန့်မွန်တောင်းပေးခဲ့သည်ထို့နောက်ကောင်းကင်တမန်သည်ထိတ်ပြောင်ထန်သို့ လာခဲ့ပြီး အဘယ်အရာကိုအတင်အနစ်သက်ဆုံးပါသနည်းဟုမေးမြန်၏။ဦးကောင်ထိပ်ပြောင်ကလှပသောသဖြင့်အလိုရှိပါသည်။ကျွန်ုပ်ထာမလူတို့ယွန်ရှာနေသောအရာပပျောက်စေခြင်းပါသည်ဟုပြောသည်။ထို့နောက်ကောင်းကင်တမန်က သူ၏လက်ဖြင့်ဦးကောင်အားပုတ်တလိုက်လေရာသူဤဥကောင်းတွင်သပင်များလှလှပပ ပေါက်ရောက်လာလေသည် ကောင်းကင်တမန်က သူအားအတင်မြည်သည့် စည်းပွားဥစ္စာပစ္စည်းများကိုရလိုသောဆန္ဒရှိပါသည်ဟုမေးမြန်း၏သူကဇီးရှိသောနွားမများကိုအလိုရှိပါသည်ဟုဖြေကြားခဲ့၏ထို့နောက်သူသည်ဇီးရှိသောနွားမများ ပေးခြင်းခံခဲ့ရသည် ကောင်းကင်တမန်က ဤနွားမများသည့်အသင်အတွက်တိုးပွားမှုမင်္ဂလာရှိပါစေဟုဆုမွန်တို့အားတောင်းပေးခဲ့၏ထို့နောက်ကောင်းကင်တမန်သည်မျက်မမြင်ထံသို့သွားရောက်ပြီးအသင်အနက်သက်ဆုံးအရာမှာအဘယ်အရာပါနည်းဟုမေးမြန်းလျာသူကအလောရှင်မြတ်သည်ကျွန်ုပ်အားမျက်စိအမြင်အာယုံ ပြန်လည်ချင်းမြင့်တော်မူရန်နှင့်လူတို့အား ကြည့်ရှုရန်လိုလားပါသည်ဟုဖြေလေသည်။ကောင်းကင်တမန်က သူ့မျက်လုံးအားပွတ်သက်ပေးလိုက်ရာ မျက်စိအမြင်အာယုံ ပြန်လည်ချင်းမြင့်တော်မူလိုက်လေသည်။ထို့နောက်ကောင်းကင်တမန်က သူ့အားအသင်မြည်သည့်စီးပွားဥစ္စာပစ္စည်းများရလိုသောဆန္ဒရှိပါသည်ဟု မေးမြန်၏။သူကဇီးရှိသောစိတ်များကိုအလိုရှိပါသည်ဟုဖြေကြားခဲ့၏။ထို့နောက်သူသည်ဇီးရှိသောစိတ်မများပေးခြင်းခံရပြီသည်။ တို့နှင့်တမင်ဖြူယောဂနှင့်ထိတ်ပြောင်တို့ဤကလအုပ်များနှင့်နွားများသည်များစွာသောကလအုပ်များနွားများမွေးဖွာပေါက်ဖွာခဲ့၏မျက်မမြင်ဤစိတ်များသည်လည်းများစွာသောစိတ်များမွေးဖွာပေါက်ဖွာလာခဲ့၏သူတို့တအူးစီတိုင်းတွင်လျိုမြောင်အပြည့်ကလအုပ် နွားတိုးများစိတ်များကိုစီဖြစ်သွားခဲ့ကြသည်တမန်တော်မြတ်ဆလောလာလစ္စလမ်မိတ်ကြတော်မူသည်ထို့နောက်ကောင်းကင်တမန်သည်တမင်ဖြူယောဂါဆွဲကပ်ခဲ့ဘူးသူထံသို့တမင်ဖြူယောဂါဆွဲကပ်နေသူဤပုံတရံနှင့် ရောက်ရှိလာပြီးကျွန်ုပ်သည်ဆင်းရဲနွမ်းပါတော်သူဆင်းရဲတူဖြစ်ပါသည်ခရီးစဉ်တွင်ခရီးစဉ်လည်းပြတ်သွားခဲ့ပါသည်ယနေ့အတွက်ကျွန်ုပ်ဖို့လုံလောက်မှုမရှိတော့ပါအလောင်းရှင်မြတ်ပြီးလျင်အသင်ဤအကူအညီဖြစ်တာဖြစ်နိုင်ပါတော့မည် အသင်အားလာပသောအသားရောင်နှင့် လာပသောအရေးပြားချင်းမြင်တော်မူသော အလောရှင်မြတ်ကိုထောက်ထားပြီးကျွန်ုပ်ခီးဆတ်နိုင်အောင်ကလအုပ်တကောင် အသင်ထံတွင်တောင်းခံပါသည်ထိုအခါသူက ကျွန်ုပ်ထံတွင်ထမ်းဆောင်ရမည်တာဝန်များအမြတ်အများရှိနေပါသည် ထို့ကြောင့် မပေးနိုင်ပါဟုပြောဆိုခဲ့သည်ထိုအခါအကောင်းကင်တမန်က ပြောသည်ငါသည်အသင်အားတိရှိနေတဲ့သို့ဖြစ်ပါသည် အသင်သည် လူအများကယွန်ရှာမုံတီးခဲ့သောတမင်ဖြူယောဂါဆွဲကပ်ခဲ့သူမဟုတ်ပါလားအသင်သည် စင်ရသားတူဖြစ်ခဲ့သည်မဟုတ်ပါလောအလောင်းရှင်မြတ်ကအသင်အားပေးကမ်းချီးမြှင့်တော်မူခဲ့သည်ထိုအခါသူကကျွန်ုပ်သည် ဤဥစ္စာပစ္စည်းများကိုအဘဘိုးဘေးများထံမှအမွေရရှိခဲ့သည်ဟုပြောလေသည်။အောင်းကင်တမန်က ပြောသည်အကယ်၍အသင်သည်မဟုတ်မမှန်မှုသားပြောဆိုခဲ့သူဖြစ်ခဲ့ပါက အလောင်းရှင်မြတ်သည်အသင်အားယခင်မူလကရှိခဲ့သည့်အတိုင်းပြုလုပ်တော်မူပါစေ။ ထို့နောက်ကောင်းကင်တမန်သည်ထိတ်ပြောင်ထန်တို့တစ်ချိန်ကသူဖြစ်ခဲ့သည့်ပုံသဏ္ဍာန်အတိုင်းတွားရောက်ခဲ့ပြီးတမင်ဖြူယောဂါဆွဲကပ်ခဲ့သူအားပြောဆိုတဲ့ကဲ့သို့ပြောဆိုအကူအညီတောင်းခံသည်သူကလည်းတမင်ဖြူယောဂါဆွဲကပ်ဖူးသူပြန်ဖြေသည့်အတိုင်းပြန်လည်ဖြေကြခဲ့သည်ထို့အခါကောင်းကင်တမန်ကအကယ်၍အသင်သည်မဟုတ်မမှန်မူတာပြောဆိုခဲ့သူဖြစ်ပါကအလောင်းရှိမဲ့သည့်အသင်အားယခင်မူလာက ရှိခဲ့သည့်အတိုင်းပြုလုပ်တော်မူပါစေဟုဆုတောင်းလေသည်ထို့နောက်ကောင်းကင်တမန်သည် ီတစ်ချိန်က မျက်မမြင်ဖြစ်ခဲ့သော ပုဂ္ဂိုလ်ထံသို့မျက်မမြင်သူဤပုံသဏ္ဍာန်ဖြစ်လာရောက်ပြီးပြောသည်ကျွန်ုပ်သည်စင်ရနွားပါသော သူစင်ရတူဖြစ်ပါသည်ခရီးစဉ်တွင်ခရီးစဉ်လည်းပြတ်သွားခဲ့ပါသည်ယနေ့အတွက်ကျွန်ုပ်ဖို့လုံလောက်မှုမရှိတော့ပါအလ္လာရှင်မြတ်ပြီးလျင်အတင်းဤအကူကြီးဖြစ်တာဖြစ်နိုင်ပါတော့မည်အတင်းအားမျက်စီအမြင်အာယုံ ြန်ချီးမြှင့်တော်မူသောအလောင်းရှင်မြတ်ကိုထောက်ထားပြီးကျွန်ုပ်ခရီးဆက်နိုင်အောင် စိတ်တကောင်အသင့်ထန်တွင်တောင်းခံပါသည် ထိုအခါသူကအပြေပေးသည်ကျွန်ုပ်သည်မျက်မမြင်တူဖြစ်ခဲ့ပါသည်အလောင်းရှင်မြတ်ကကျွန်ုပ်အားမျက်စိအလင်းကိုပေးနာတော်မူခဲ့ပါသည် အသင်အလိုရှိသည်ကိုယူပါ အလိုမရှိသည်ကိုထားခဲ့ပါ အလောင်းရှင်မြတ်အားတစ္ဆာပြု၍ပြောပါမည်အသင်အလိုရှိသည်ကိုယူခြင်းမှကျွန်ုပ်သည်အလောင်းရှင်မြတ်အတွက်အသင်အားတစုံတရာအနောက်အရှက်ပေးတားမြင့်မည်မဟုတ်ပါဟုပြောဆိုခဲ့၏ဒုခကောင်းကင်တမန်ကပြောသည် အသင်ဤဥစ္စာပစ္စည်းအသင်ထံတွင်သာ ထိမ့်သိမ့်ထားပါ အသင်တို့သုံးဦးသည်စမ်းသက်ခြင်းခံခဲ့ကြရသည် ဖြစ်ပါသည်အလောင်းရှင်မြတ်သည်အသင်အားခြေနှက်နှစ်သက်တော်မူခဲ့ပြီးအသင်မိတ်ဆွေနှ အူကိုမူမနစ်မြုပ်ခြင်းဖြစ်တော်မူခဲ့ပေသည်။ဟာဒီစ်နံပါတ်66ရှဒတ်ဘင်အောဆရတီအလ္လာဟ်မူထာမဆင့်ပြောင်းချက်လာရှိသည်တမန်တော်မြတ်ဆလောလာလစ္စလမ်မိတ်ကြတော်မူသည်။အတိညာရှိသူဟူသည်ကိုကိုကိုစစ်စစ်တုံးသက်ပြီးတေပြီးနောက်ပိုင်းကာလအတွက် ကြင့်ကြံသူကိုခေါ်သည်အသိဉာဏ်မဲ့သူဟူသည်မိမိ၏စိတ်အလိုဆန္ဒနှောက်လိုက်၍အလ္လာဟ်ထံမှထိုင်ပြီးမျော်လင့်နေသူဖြစ်သည်ဟာဒီစ်နံပါတ်69အဘူဟူရာရာရာဒီအလ္လာဟ်မူထာမဆင့်ပြန်ချက်လာရှိသည်တမန်တော်မြတ်ဆလ္လာလာလိဟ်စလမ်မိတ်ကြားတော်မူသည်အချီနီအကျိုးမဲ့ကိစ္စများကိုဆွန့်လွတ်ခြင်းသည်လူတအူး၏အစ္စလမ်ဂုဏ်ရည်ဖြစ်သည် ဟာဂျင်နံပါတ်68ဥမာရဒီအလာဟူအန်ဟူထာမဆင်ပြန်ချက်လာရှိသည်တမန်တော်မြတ်ဆလ္လာလာဟ်အလိုင်းဆလမ်မိကြတော်မူသည်လင်ရောက်ကြသည်သူ့မိမကိုအဘဲအတွက်ကြောင့်ရိုက်ခဲ့သည်နီးဟုမေးမြန်းခြင်းခံရမည်မဟုတ်